်မင်္ဂလာပါရှင်မနေ့ကနိုဝင်ဘာ23ရက်ညပိုင်းမှာတင်ဆက်ပေးခဲ့တဲ့မြန်မာပြည်တွင်းထဲကသတင်းအကြောင်းအရာတွေကို ပြန်ပြီးစုစည်းတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်မကွေးတိုင်းပေါ့မြို့နယ်နဲ့မြိုင်နယ်အဆက်ကပါရာမော်တာပြတ်ကျခဲ့တဲ့နေရာအနီးမှာဒီနေ့နိုဝင်ဘာလ23ရက်နေ့မှာတိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့တယ်လို့မြန်မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ပကဖကသတင်းထုတ်ပြန်ပါတယ်။မနေ့ကနိုဝင်ဘာလ22ရက်မှာပခုတ်ကူအခြေဆိုင်တပ်မတရား1ကနေ ပေါ့မြွနယ်ကိုပါရာမော်တာနှစ်စီးနဲ့ဘုံကျဲပြီးအပြတ်မှာဒေါ်လရဲ့တပ်ဖွဲ့ကပြစ်ခတ်တိုက်ခိုက်ခဲ့တာပါအဲ့ဒီဖြစ်စဉ်မှာပါရာမော်တာတစ်စီးပြတ်ကျသွားခဲ့ပါတယ်ပေါ့မြွနယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့စစ်ဘက်ရဲရသတင်းထောက်လိုင်းရေးဌာနတာဝန်ခံ ကိုစစ်မုံကပိုင်းလော့အုပ်ထုပ်ကိုတွေ့တယ်ဒါပေမဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အနီးကပ်လွန်းတာကြောင့်တေးတဲ့ရှင်နဲ့မတိရသေးဘူးလို့သူကပြောပါတယ်ပြတ်ကျတဲ့နှစ်ယောက်စီးပါရာမော်တာကိုဒေါ်လရဲ့တပ်ဖွဲ့တွေကတင်းစီးနိုင်ခဲ့ပေမဲ့ ပါရမော်တာမှာလိုက်ပါလာတဲ့အစ်စ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုတော့တွေးရှိတာမရှိဘူးလို့ဆိုပါတယ်။ဒီနေ့နေ့လယ်ပိုင်းမှာတော့ပေါမျိုးနယ်နဲ့အမြိုင်မျိုးနယ်ကြားကနတ်သက်တဲကြီးကန်သက်ကဘာဖြူကြောက်ခွက်ကြေးရွာတွေအနီးမှာစစ်ကောင်စီတပ်နဲ့ဒေါ်လင်ရဲ့အဖွဲ့တွေအနီးကပ်ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။မနစ်20ခန်းကြာဖြစ်ပွားခဲ့တဲ့အဲ့ဒီထိတွေ့တိုက်ပွဲမှာစစ်ကောင်စီတပ်ဖွဲ့ဝင်10ယောက်ကျော်ဒဏ်ရာရရှိပြီးတပ်ပြန်ဆုတ်သွားတယ်လို့သိရတာပါ။ဒါ့အပြင်လက်နက်ကြီးနဲ့တန်းပြန်ပစ်ခတ်လာတယ်လို့လည်း ညံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ကအသိပေးထားပါတယ်။အဲ့ဒီထိတွေ့တိုက်ပွဲအပြီးမှာတော့ပေါင့်နဲ့အမြိုင်အဆက်ကရွာတွေကိုဂျက်တိုက်လေရင်နဲ့လာရောက်ဘုံကျဲခဲ့တယ်လို့လည်းဆိုပါတယ်။ပေါင့်နဲ့အမြိုင်အဆက်ကတိုက်ပွဲတွေမှာမကွေး PDF မြန်ပကဖပေါပကဖတို့အပြင်ဒေသတွင်းတော်လှန်ရေးတပ်တွေပူးပေါင်းပြီးတိုက်ခိုက်ခဲ့ကြတာဖြစ်ပါရှင်။ရခိုင်ပြည်နယ်ကြောက်ဖြူမြို့အတွင်းဖြစ်ပွားတဲ့တိုက်ပွဲမှာစစ်ကောင်စီတပ်ကတက်ဆွဲထားတဲ့နေရာတွေကနေဆုတ်ခွာနေရတာကြောင့်လေကြောင်းအန်ဒီရဲ့ပူပြီးတရီပြူကြဖို့ စစ်ပေးရှောင်းတွေကိုကုညီနေသူတွေကသတိပေးပါတယ်။အရခတက်တော်အေအေနဲ့စစ်ကောင်စီတက်ဟာကြောက်ဖြုံမြွနဲ့မင်းပြင်ရွာနဲ့တိုင်းချောင်းရွာတွေနောက်မှာတိုက်ပွဲတွေအပြင်းအထန်ဖြစ်နေတယ်လို့ရခိုင်တရိုင်းမြတ်တချို့ကပြောပါတယ်။စစ်ရေးတရိုင်းရိတ်မြတ်တို့ကအခြေအနေကတော့တရင်တွေထွက်တဲ့အတိုင်းပဲကြောက်ဖြုံမှာကတက်တော်အေအေဘက်ကပိုပြီးဖိထားတယ်။စစ်တပ်ဘက်ကဆုတ်ပေးလိုက်ရတဲ့နေရာတွေရှိတယ်လို့ဆိုပါတယ်။နိုဝင်ဘာ19ရက်နေ့ကမင်းပြင်ရွာအနီးတိုက်ပွဲမှာစစ်တပ်အထင်အရသွားပြီးတဲ့နောက် ညပိုင်းအထိလေကြောင်းကနေအပြင်းအထန်တံပြန်တက်ခိုက်ခဲ့တယ်လို့ဆိုပါတယ်။ကြောက်ဖြူမြို့နယ်မင်းပြင်းရွာမှာရှိတဲ့မိုးလေဝသရေဒါစကန်ကိုသိမ်းပြီးတဲ့နောက်မှတ်တမ်းတင်ဓာတ်ပုံရိုက်ကူးနေတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ AA ရဲ့လက်နက်ကြီးထိမှန်ပြီးအထိအခိုက်အကြအဆုံးများခဲ့ပါတယ်။အထိနောက်မှာတော့မင်းပြင်းရွာကိုစစ်ကောင်စီတပ်ကစီးနှင်းတိုက်ခိုက်ရမှာရွာတဝိုက်မှာတိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။စစ်တပ်ဝါရဖျံ Telegram Channel တွေမှာတော့ AA ထိန်းချုပ်ထားတဲ့မင်းပြင်းရွာနဲ့အတိုင်းချောင်းရွာတွေကို အပိသက်သိမ်းပိုက်နိုင်ခဲ့ပြီလို့ဖြန့်ဝေထားတာတွေ့ရပါတယ်။ရခိုင်ပြည်နယ်ကိုပြီးခဲ့တဲ့အောက်တိုဘာလကစတင်ပြီးစစ်ကောင်စီလက်တက်ကလေကြောင်းတက်ခတ်မှုကိုအရှိန်မြှင့်နေတာပါ။ဒါကရှမ်းပြည်နယ်မြောက်ပိုင်းမှာကိုကန့်တက်တန်းတက်တို့နဲ့အပြစ်ရပြီးတဲ့နောက်စစ်စင်ရေးနယ်မြေကျင်းသွားတာကိုအခွင့်ကောင်းယူပြီးရခိုင်ကိုလေကြောင်းတက်ခတ်မှုအရှိန်မြှင့်လာတာလို့အေအေကပြီးခဲ့တဲ့လပိုင်းတုန်းကထုတ်ပြန်ထားပါတယ်။ဒါကြောင့်လေကြောင်းတက်ခတ်မှုတွေကိုအရက်သားပြည်သူတွေပုံမို့တတိထားကြဖို့ကိုလည်း အေအေကထုတ်ပြန်သတိပေးထားပါတယ်ရှင်။ကချင်ပြည်နယ်ဖားကံမြို့နယ်အတွင်းတိုက်ပွဲတွေကြောင့်တင်းရှောင် နေခဲ့ရပြီးနောက်နေအိမ်ကိုပြန်ကြည့်ကြတဲ့ဆစ်ဆောင်တချို့ဟာအဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့ကချင်လွတ်လပ်ရေးတပ်မတော် KIO KIA သတင်းပြန်ကြားရေးဌာနကနိုဝင်ဘာ22ရက်ညပိုင်းမှာသတင်းဖော်ပြလာပါတယ်။နိုဝင်ဘာလအတွင်းမှာပဲကက်မော်ဂျေးရွာကခရီးရန်အတင်းတော်ဆရာတူးနဲ့အမျိုးသားတူးဟာသူတို့ရဲ့နေအိမ်နဲ့ခြံတွေကိုပြန်ကြည့်ပြီးတဲ့နောက်အဆက်အသွယ်မရဘဲပျောက်ဆုံးနေတယ်လို့ဆိုပါတယ်။ စစ်ရှောင်တွေနေအိမ်ပြန်ကြီးကြတဲ့ကမ္ဘောဂျီရွာအနီးမှာစစ်ကောင်စီတပ်တွေတက်ဆွဲနေတယ်လို့ဆိုပါတယ်။ဖားကန့်မြို့နယ်မှာစစ်ကောင်စီတပ်ကလက်နက်ကြီး drone တွေနဲ့တိုက်ခိုက်နေတယ်လို့လေကြောင်းတိုက်ခိုက်တာတွေလည်းလှုပ်ဆောင်နေလို့ဒေသခံပြည်သူတွေထိခိုက်ဒဏ်ရာရတာဒေသုံးနာတွေနေတိုင်းဆိုတယ်လို့ရှိနေတယ်လို့ KIA ကအသိပေးထားပါတယ်။စစ်ကောင်စီတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်တာကြောင့်အခု November လအတွင်းမှာပြည်သူ၁၀ဦးဒဏ်ရာရပြီးတအူးတိတ်ဆုံးခဲ့တယ်လို့လည်း KIA ကဖော်ပြပါတယ်။ စစ်တပ်ဝရဖျံ Telegram channel တွေမှာလည်းဖားကတ်မှာပြည်သူတွေအထိကအတန်ရရတာက KIA လက်ချက်ကြောင့်လို့ဆွဆွဲထားပါတယ် KIA နဲ့စစ်ကောင်စီတပ်ဟာဖားကတ်ဒေသမှာတိုက်ပွဲတွေဖြစ်ပွားနေတာနှစ်ဝက်ကျော်ကြာပြီဖြစ်ပါတယ်စစ်ကောင်စီတပ်ကလက်လွတ်ဆုံးရှုံးထားရတဲ့နေမျိုးတွေကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတာကြောင့်တိုက်ပွဲတွေပြင်းထန်နေတာဖြစ်ပါတယ်ရှင်အာနာသိမြန်မာစစ်တပ်ရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်းဆန္ဒပြပွဲကိုအမေရိကန်ရောက်မြန်မာတွေစုဝေးပြီး ဒီနေ့မနက်အစောပိုင်းကဝါရှင်တန် DC မြို့တော်မှာရှိတဲ့အင်ဖြူတော်နဲ့တရုတ်တန်ယုံရှိတို့မှာဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။ဆန္ဒပြမြန်မာတွေဟာ we say no to shane election နဲ့တစ်မဲဖြစ်တရုတ်ဝင်လူသက်ခွင့်မပြုနဲ့ဆိုတဲ့စာသားတွေကိုင်းဆောင်ပြီးတရုတ်တန်ယုံရှိမှာဥစွာကြွေးကြော်ဆန္ဒပြခဲ့ပြီးတဲ့နောက်အမေရိကန်သမ္မတရုံထိုင်ရာအင်ဖြူတော်ရှိကိုခြေတက်ခဲ့ကြပါတယ်။မြန်မာအရေးမှာတရုတ်နိုင်ငံကဝင်ရောက်ဆွတ်ဖတ်နေမှုကိုစန့်ကျင်ကြောင်းစစ်ကောင်စီရဲ့ရွေးကောက်ပွဲကိုစန့်ကျင်ကြောင်း သမရဦးဝင်းမြင့်နဲ့ဒေါက်အစန်းစုကြည်အပေါဝင် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ရေးအတွက်ကြွေးကြော်အတန်းတွေဟစ်ကြွေးပြီးဆန္ဒပြခဲ့ကြတယ်လို့သိရပါတယ်ရှင်။ပဲခူးတိုင်းအနောက်ချမ်းကဂျိုးပင်ကောင်းမျိုးအဝင်းပေါ်ရှိတဲ့စစ်ကောင်စီတပ်ရဲ့စစ်စေးရေးဂိတ်ကို PDF ပူပေါင်းတပ်တွေကဒီနေ့မနက်ပိုင်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တာကြောင့်ရဲတအူးနဲ့ပြူစောတိ၄ဦးသေဆုံးသွားတယ်လို့မြို့ခံတွေကပြောပါတယ်။ဒီနေ့နိုဝင်ဘာ23ရက်မနက်9:00ခန်းမှာဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။ မြို့အဝင်မှာရဲတွေနဲ့ပြူတွေကအဆောက်နေတာကိုကားနဲ့လာပြီးပြစ်တာရဲတွေရောပြူတွေရောတည်တယ်ကြားတယ်စစ်တပ်ကမြို့အဝင်ကိုပိတ်ဆက်နေတယ်လို့မြို့ခံတူကပြောပါတယ်အထိတက်ခိုက်မှုမှာရဲတပ်ဖွဲ့ဝင်တူပြူစောတိ၄ဦးသေဆုံးတယ်လို့ဂျိုးပင်ကောက်စေးရုံနဲ့နီးစပ်သူတူကလည်းပြောပါတယ်မင်းညကလည်းဂျိုးပင်ကောက်မြို့နဲ့ထိဆက်နေတဲ့ဇီကုံမြို့ပေါ်က KTV မှာရောက်ရှိနေတဲ့စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေကို PDF ပူပေါင်းတပ်တွေကတက်ခိုက်ခဲ့တာကြောင့်ခုနှစ်ဦးသေဆုံးခဲ့တယ်လို့လည်းသိရပါဗျ။အထိတက်ခတ်မှုကိုနက်စစ်တီတပ်ဖွဲ့နဲ့ဂျိုးပင်ကောင်းမျိုးအခြေဆိုင် BTZM တပ်ဖွဲ့တို့ကပူပေါင်းပြီးတက်ခိုက်ခဲ့ကြတာလို့ထုတ်ပြန်ထားပါဗျ။ဒီနေ့မနက်ပိုင်းဂျိုးပင်ကောင်းမျိုးအဝင်ဂိတ်ကိုတက်ခိုက်တဲ့ဖြစ်စဉ်ကိုတော့သတင်းထုတ်ပြန်ထားတာမျိုးမတွေ့ရသေးပါဘူးရှင်။ People's Bank ကတင်ဆက်ပေးနေတဲ့သတင်းတွေကိုကြည့်ရှုတဲ့အတွက်ကျေးဇူးအထူးတင်ပါတယ်ရှင်။